ားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဒီနေ့ဖတ်ပြပေးမှာကတော့ဆရာကြီးတင်ညွန့်ရေးသားထားတဲ့အဖေအတွက်ဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်။အဖေအတွက်မိမကြီးတစ်ခုလောက်ပြောခြင်းတယ်ကွာ။ပြောလေဘာပြောမလို့လဲ။အဖေကွာ သူ့ကိုဖုန်းအသစ်ဝယ်ပေးတဲ့ခုသုံးနေတဲ့ဖုန်းကို तू မသုံးကျင်တော့ဘူးလေ။ तू သုံးနေတဲ့ဖုန်းကဘာဖြစ်လို့လဲ။ သူ့ဖုန်းကကီးပက်လေဘာမှကြည့်မရဘူးတဲ့သူ့မိဆွေသုံးနေတဲ့ Android ဖုန်းမျိုးပဲဝယ်ပေးပါတဲ့သူလဲ social media သူကြည့်ကျင်နေတဲ့လေဟုံသားပဲအဖေကတယောက်တည်းအိမ်မှာပြင်းနေမှာဝယ်ပေးလိုက်ပါရှင်ဟာကွာ Android ဖုန်းတွေကဈေးကြီးပါပြီနဲ့ဘာပဲဖြစ်ဖြစ်လေဝယ်ပေးလိုက်ပေါ့အဖေလိုအပ်လို့တောင်းနေတာပဲတခါမှလဲဟိုဟာဝယ်ပေးဒီဟာဝယ်ပေးပြောဘူးတာမဟုတ်ဘူး Android ဖုန်းဝယ်ပေးတာဟုတ်ပါတယ်သုံးတန်းအောင်မှငါပဲသူ့ကိုတင်ပေးရအောင်မှဒီမှာ keypad ဖုန်းတော့လည်းသုံးတက်တာမဟုတ်ဘူးလေဒီလိုပဲသုံးရင်းနဲ့တက်သွားတာပဲမဟုတ်လားအခုလည်းဝယ်ပေးလိုက်ပါတက်သွားမှာပေါ့ဒါဆိုဒီလိုလုပ်ရအောင်ဘယ်လိုလုပ်မလို့လဲငါဖုန်းကိုအဖေကိုပေးလိုက်မယ်လေပြီးတော့ငါကဖုန်းကောင်းကောင်းဝယ်ကိုင်းလိုက်မယ်မကောင်းဘူးလား ိုးဘလို့ပြောလိုက်တာလဲရှင်ရှင်ចောင်းသားဘွားကရှင်ဖေးစပိန်ဝယ်ခြင်းလို့ဆိုပြီးကျမတို့အိမ်မှာပတ်စံလာချီတာတိလားဘာဖြစ်လဲအဲ့ဒါသူစည်းနေတဲ့ဟန်ဘာစပိန်ကြီးကဟောင်းနေပြီလေအဲ့ဒါရှင်ကရှစ်တန်းရောက်တော့ចောင်းကိုစပိန်အစ်တလေးစည်းစီခြင်းလို့ဆိုပြီးကျမအဖေစီမှာပတ်စံလာချီတာကျမအဖေကကိုခင်မောင်ရဲ့တဲ့ခမရစပိန်အဟောင်းကြီးကိုတောက်ပေးပြီးခမရကစပိန်အစ်တလေးဝယ်စီရောပေါ့လို့ပြောလိုက်တော့ရှင်ဖေကဘာပြန်ပြောသလဲတိလား ငါအခုမှမင်းပြောလို့ဒီအကြောင်းတည်တာအဖေကဘာပြန်ပြောသလဲအထိတ်မှန်အနေနဲ့လက်ဆောင်ပေးတယ်ဆိုတာတဲ့အဟောင်းပေးလို့ဘယ်ကောင်းမှလဲတဲ့အဟောင်းစီချင်းစီသူပဲစီးမှတယ်လေတားကိုအစ်တလေးပဲဝယ်ပေးခြင်းနဲ့တဲ့ဟုတ်လားအဖေကအဲ့လိုပြောသလားရှင်ဖေကအဲ့လိုပြောပြီးပတ်စံယူသွားတာသူစပိန်အစုံလေးကိုစီးပြီးထွက်သွားတာကျမမျက်စိလေးကကိုမထွက်ဘူးသူကအဲ့ဒီစပိန်အစ်စ်ရှင်ကိုလက်ဆောင်ပေးတာ ျမတို့သမီးသားဘွားမှာဖေဟောအဲ့စပိန်လေးနဲ့စီးပြီးသွားခဲ့တာလေမှတ်မိသေးတယ်။ပေးချင်းပေးအစ်စ်ပဲဝယ်ပေးပါရှင်။ကျမအင်ဂျင်ထဲကရှော့သုံးပါမယ်။အေးပါကွာငါဒီနေ့ပဲဖုန်းအစ်စ်တစ်လုံးယုံကပြန်လာရင်ဝယ်ခဲ့ပါမယ်။ဟုပြောပြီးသူယုံကိုထွက်သွားသည်။မကြမီဥခင်မောင်လည်းလမ်းလျှောက်ပြန်လာသည်။သူကပြောရွှင်နေပြီးသမီးရေသမီးရေဟုခေါ်လိုက်သည်။ရှင်အဖေ ဒီမှာအဖေဖုန်းတလုံးရလာပြီဦးခင်မောင်က ဖုန်းတလုံးကိုထောင်ပြသည်အဖေအဲ့ဒါဘသူဖုန်းကြီးလဲငါနဲ့လမ်းလျှောက်ဖို့တယောက်ဖုန်းဟာသူကဖုန်းသစ်ဝယ်ကင်မလို့ဆိုပြီးဒီဖုန်းကိုငါပြန်ရောင်းတာအဖေကဘယ်မှာပတ်စံရှိလို့လဲပတ်စံကသူ့ကိုအရေးကြပေးတဲ့ဘလောက်တောင်းလဲအဖေ၃သိန်းနဲ့ပြပါအောင်သမီးကိုဒီမှာအဖေမော်ရယ်ကအောက်နေပါပြီဒါကြီးမကင်ပါနဲ့ ညနေအဖေသားယုံကပြန်လာရင်ဖုန်းသစ်ဝယ်ခဲ့မယ်တဲ့ဟေးဟုတ်ရဲ့လားဟုတ်တယ်အဖေခုနကပဲပြောသွားတာဟုတ်လားဒါဆိုရင်တော့ဒါကြီးပါလို့လောက်ရမလဲသွားပြန်ပေးလိုက်ပေါ့အဖေအဖေကဖုန်းသစ်ရတော့မယ်လို့ပြောလိုက်ပေါ့အေးအေးဖုန်းသစ်ပဲကင်တော့မယ်ခုပဲသွားပေးလိုက်မယ်ဦးခင်မောင်ပြန်ထွက်သွားသည်သူတနေလုံးပျော်နေသည် သမီးငါ့ကိုဖုန်းဘလို့တုံးရလဲဆိုတာလဲပြပေးဦးနော် ။ဟုတ်ကဲ့အဖေ။ညနေရောက်ပြီ။အဖေကပြတင်းပေါင်းမှလမ်းပေါ်ကိုကလေးတယောက်လိုမျောနေသည်။9နာရီ6နာရီ9နာရီဘူခေမောင်းထမင်းမစာသူရွှေမကဘလိုပင် ချော့ကျွေးတော်လဲမစာဖိုကောင်ကလည်းမလာနိုင်ဘူးလာမှာပါအဖေ10နာရီလောက်မှတားဖြစ်သူပြန်ရောက်လာသည်ဘူခေမောင်းကအေကန်းတွင် ပြုံးပြုံးကြီးကြည်နေသည်ဘာတခွန်းမျှမပြော သူကအိမ်ပြန်လာပြီးကလေးကရေချိုးသည်ထို့နောက်ထမင်းစားရန် ထမင်းစားကန်းထဲဝင်သွားသည်ဥခင်မောင်က ထမင်းစားကန်းထဲလိုက်သွားသည်ထမင်းစပွဲတွင် ဝင်ထိုင်သည် အဖေလည်းမစားရသေးဘူးဟုတ်လားဘာဖြစ်လို့အဖေကိုခုထိထမင်းမကြွေးသေးတာလဲကြွေးပါလေရှင် အဖေကမစားဘူးရှင့်ကိုမျှော်နေတာဟာထူးထူးဆန်းဆန်းဘာဖြစ်လို့မျှော်နေရတာလဲရှင်မေ့သွားသလားဘာလဲကွာ အဖေအတွက်ဖုံးဝယ်ခဲ့မယ်ဆိုတာလေဟာကောင်းကွာမိသွားတယ်ဒီနေ့ယုံကအစည်းအဝေးကလည်း9နာရီမှပြီးတာကွာအဖေရေဖုံးသေးဝယ်မလို့ပါမိသွားလို့ဥခင်မောင်းဘာမျှမပြောသမင်းစပွဲမှာထထသွားပြီးသူ့အိတ်ခန်းထဲကိုတန်းဝင်သွားသည်အဖေသမင်းဆောင်လေဥခင်မောင်းထိုးညအခန်းထဲကမထွက်တော့ပါနောက်တနေ့မနေ့လဲအစောကြီးလမ်းလျှောက်ထွက်သွားသည် တကားတွင်စားတဆောင်ကတ်သွားသည် အဖေအတွက်ဖုံးမဝယ်ပါနဲ့တော့တင်ညွန့်16ရက်10လ2025ဆရာဦးတင်ညွန့်ဤ Facebook အကောင့်မှကောက်နှုတ်ဖော်ပြပါသည်ဟုတ်ကဲ့ပါရှင်ဒုတိယတပုတ်အနေနဲ့ဆရာကြီးတင်ညွန့်ရေးသားထားတဲ့အချစ်ကြီးသူဆိုတဲ့ဝတ္ထုတို့လေးကိုဆက်လက်ဖျက်ပြပေးမှာဖြစ်ပါတယ်ရှင် အချစ်ကြီးသူ ထိုနေ့ကဒေါ်အေးကြီးအတုပါချသည့်နေ့ဖြစ်သည်အသက်82နှစ်ရှိပြီဖြစ်သောဒေါ်အေးကြီးသည်လူကြီးယောဂါဖြင့်သေဆုံးခြင်းဖြစ်သည်သူသည်ကျွန်တော်အကြောင်းကဆီယမာလေးမအေးဘုံဤမိခင်လည်းဖြစ်သည်ရွာအတုပါထုံးစံအတိုင်းအလောင်းကိုတင်းချိုင်းတွင်ထားသည်ခုနှစ်ရပြည့်မှရွာထဲကလူတွေအတုပါလိုက်ဖို့မိဆိုကရွာပြင်တုတ်တန်းကိုသွားကြသည်တုတ်တန်းစရက်တွင်တရဏဂုံတင်သည် ထိုးနောက်အလောင်းကိုရွာထုံးစံအရမြေမြုပ်လိုက်ကြသည် ကျွန်တော်အတူပပုံပြီးအပြန်ရွာတဲ့ကဈေးဆိုင်ကိုဝင်ပြီးတော့ဘဲဥနှလုံးဝယ်သည်ညစာကိုဘဲဥချက်မြည်တလုံးကညစာ တလုံးကနောက်တနေ့အနံနဲ့စာ မကြီးရေလေးနှင့်အဆက်ချက်မြည်ဖြစ်ရာ မစလာတထုပ်ပါဝယ်ပြီးအိမ်ကိုပြန်လာခဲ့သည်ကျွန်တော်အိမ်ဆိုဒီမှာအမှန်တော့အကြောင်းတွေကတဲသားဖြစ်ပါသည်ဆရာအတွက်ဆိုကရွာကဆောင်ပေးထားသည့်တဲလေးတွင် ကျွန်တော်နေသည် ကျွန်တော်တယောက်တည်းအတွက်တော့အတော်လေးကျေသည်ကျွန်တော်အကြောင်းအိမ်သည်တကားမရှိပါဘာမျှပျောက်စရာလည်းမရှိကျွန်တော်အိမ်သားကိုရောက်သည့်ခါတွင်အိမ်ထဲကအိုးခွဲတန်တွေကြားရသဖြင့်ဟာခွေးတော်တက်ပြန်ပြီဟူဆိုကားဒုံတစ်ချောင်းကောက်ပြီးတဲဘော်ကိုပြေးတက်သွားသည်ကျွန်တော်မိဘကြောင့်လည်းကို ဝင်သွားသည့်ခါတွင်လန့်သွားသည်အဘေကြောင့်ဆိုသောမိဘကြောင့်လည်းတွင် လူတယောက်ကိုတွေးလိုက်ရသောကြောင့်ပင်ဖြစ်သည် ်မိဘကန်းကအနေငယ်မှောင်သဖြင့်ဘသူလဲဟုမေးလိုက်မိသည်ဆရာလေးကျွန်တော်ပါဗျကျွန်တော်အတန်မှတ်မိသည်ဟာဦးလေးအောင်ဘလို့ဖြစ်တာလဲဘယ်ကနေဘလို့ဒီကို ရောက်လာတာလဲမိဘထဲမှာဘာတွေလုပ်နေတာလဲဆရာလေးရာ စကားများလိုက်တာထမင်းစာလို့ထမင်းလိုက်ရှာနေတာထမင်းမချက်ရသေးဘူးဗျဒါဆိုလဲမြဲမြဲချက်ဗျာဘိုက်စားတယ်ဦးလေးအောင်ဘလို့ဖြစ်လို့ ဆရာလေးစကားများလိုက်တာထမင်းချက်မှာချက်တာမဟုတ်ဘူးကျွန်တော်ဆန်ဆေးကထမင်းချက်ဖို့ပြင်ရတော့ဒီဦးလေးအောင်အပြင်မှာအေးအေးဆေးဆေးနေကြုံအိတ်ချင်နေဗျာအိမ်ဦးမယ်ထမင်းချက်ရင်နှူးလိုက်ကျွန်တော်မှာထမင်းအိုးတဲပြီးနောက်ဖေးမှာဆင်းကအတူပအိမ်ကိုပြည်ရတော့ဒီအေးဘုံဟဲ့အေးဘုံဆရာလေးဆရာလေးရေအဖေပြောက်သွားလို့လုံးပအောင်အေးအဲ့ဒါပြောဖို့လာတာနေအဖေငါအိမ်ကိုရောက်နေတယ်ဟင် ဟုတ်လားဘလို့ဖြစ်ပြီးဆရာလေးအိမ်ရောက်သွားတာလဲအေးငါလဲအတူပါပို့ပြီးအိမ်မော်တက်တော့သူ့ကိုတွေးလိုက်တာဘလို့ဖြစ်ပြီးငါစီရောက်လာလဲမသိဘူးငါ့ကိုတွေးတွေးချင်းထမင်းစာလို့တဲ့ထမင်းကျွေးဆိုလို့ငါထမင်းချက်ပြီးနင်တို့အိမ်ပြေးလာတာဦးလေးအောင်ဒီဒေါ်အေးကြီးဤခင်မွန်းဖြစ်သည်လွန်ခဲ့သောတလားလောက်က ချော်လဲသည်မိသူဖြစ်ခါအိယာထဲလဲနေသူဖြစ်သည် ယခုအတူပသွားပို့ကြတော့လဲသူ့ကိုအိမ်တွင်ထားခဲ့ကြရသည် အိယာတဲ့လဲနေသူကိုအဘဲမာလင်တင်းချိုင်းခေါ်ကြမည်နီအိမ်တွင်အဆောင်ဖြင့်လူတွေကြံခဲ့သည့်ကြားကလူမမာသည်အိယာကထလာပြီးကျွန်တော်အကြောင်းကိုဘယ်ပုံဘယ်နည်းရောက်လာသနည်းဆိုခြင်းကို နားမလည်နိုင်အောင်ဖြစ်နေသည်ဦးလေးအောင်သည်ကျမ်းမာစဉ်ကလည်းအကြောင်းကိုမကြာခဏရောက်လာပြီးကျွန်တော်နှင့်စကားပြောလေးရှိသည် ကျွန်တော်နှင့်လူမအေးပုံ သူ့ကို ဖိုးတာထူးနှင့်ဆွေမျိုးသုံးလေးယောက်လိုက်လာကြသည် ကျွန်တော်တဲကိုပြန်ရောက်သည့်အခါတွင်ဦးလေးအောင်သည်ကျွန်တော်အိမ်ရာထဲတွင်ကိုေးကိုေးလေးအိမ်နေသည်ကျွန်တော်ကထမင်းအိုးကိုပြေးကြည့်ရသည်မအေးဘုံကသူ့အဖေကိုနှိုးလိုက်သည်အဖေအဖေဟေးဦးလေးအောင်ကဆက်ခနဲထထိုင်လိုက်သည်အဖေဘလို့ဖြစ်ပြီးဆရာစီရောက်လာတာလဲဒီလိုပဲလမ်းလျှောက်လာတာပေါ့လာပါအိမ်ပြန်ကြရအောင်မပြန်သေးဘူးငါဆရာနဲ့ထမင်းစားအောင်မယ် ဆရာကဘာမှမချက်ရသေးဘူးအိမ်မှာချက်ထားပြီးသားတွေရှိတယ်။ငါစာနေပြီ။လာပါအဖေရာအိမ်အောင်မှာစားကြမယ်။အဖေလည်းအိမ်လိုက်ခဲ့။ဆရာဆရာလည်းအဖေနဲ့အတူအိမ်လိုက်ခဲ့ပါအိမ်မှာပဲစားတာပေါ့။ကျွန်တော်ကထမင်းအိုးလဲကြက်ပြီးဖြစ်တဲ့ဖြင့်အတူပါအိမ်ကိုလိုက်ခဲ့သည်။ဦးလေးအောင်သည်တလားခန့်အိမ်ရာထဲတွင်လဲနေသည်ဟု ပြောရခဲ့သည်။သားတွေသမီးတွေမြေးတွေနှင့်ရေရေမောမောထမင်းတွေစားနေသည်။သူကအသက်80နှစ်ရှိပြီဖြစ်သည်။ ူထမင်းစားပြီးနောက်ဟဲ့အေးကြီးရောအေးကြီးပဲရောက်နေလေမတွေ့ပါလားဟုမေသည်ကျွန်တော်တို့တယောက်မျက်နှာတယောက်ကြည့်နေကြသည်အေးဘုံကဆရာပဲပြောလိုက်ပါဟုကျွန်တော်အပေါ်ပုံချလိုက်သည်ဦးလေးအောင်ဒီနေ့ပဲဒေါ်အေးကြီးအတူပါချတယ်ဟာမဖြစ်နိုင်တာမနေ့ကတော့အေးကြီးနဲ့ရွာတောင်ပိုင်းမှာအကျွေးသွားတောင်းနေတာဦးလေးအောင်ချော်လဲပြီးတော့မိသလိုဖြစ်နေတာတလားလောက်ရှိနေပြီဟာမဖြစ်နိုင်တာ ျွန်တော်ဆရာကြီးရောက်ခဲ့သေးတယ်လေဟုတ်တယ်ကျွန်တော်အတူပါပူပြီးပြန်လာတော့ဦးလေးအောင်ကိုအိမ်ပေါ်မှာတွေ့တာမဖြစ်နိုင်ပါဘူးအေးကြီးမသေးပါဘူးတေးချင်းဒီကျွန်တော်အရင်သေးရမှာဦးလေးအောင်ရဲ့တကယ်ပြောတာပါဒေါ်အေးကြီးအတူပါကိုဒီနေ့ပဲချလိုက်ရတာပါကြုံမယုံဘူးမယုံဘူးဘယ်မှလဲကြုတ်ကိုယ်တိုင်သွားကြည့်မယ်တွေ့ပြီးမှယုံမယ်မြေမြုံလိုက်ပြီးပြီဦးလေးအောင်ဟာဘလို့ဖြစ်နိုင်ပါလဲအေးကြီးအေးကြီး ဦးလေးအောင်အိမ်မော်ကအဆင်ပြေသည်သူကိုဝိုင်းဆွဲကြသည်အသက်88နှစ်အရွယ်ဖိုးကြီးကိုမြည်သူမျှမဆွဲနိုင်အောင်ဖြစ်နေကြသည်ကျွန်တော်ကတော်ပြီတော်ပြီမဆွဲကြနဲ့တော့မောနေပြီဦးလေးအောင်ဒေါ်အေးကြီးတကယ်သေးတယ်ဆိုတာတွေ့ရင်ယုံမလားကြုတ်တွေ့မှယုံမယ်ဗျကဲဒါဆိုလဲလာဗျာဆရာမိုးချုံနေပြီလေမိုးချုံလဲဘာဖြစ်တယ်လဲတင်းញိုင်းကိုသွားကြတာပေါ့ဖိုးသားထူးမိတုံတွေလို့ ကျွန်တော်တို့ဦးလေးအောင်ပါဝင်၅ရောက်ခန့်တင်းချိုင်းကိုမိတို့တွေနှင့်လာကြသည်ကျွန်တော်တို့ကဒေါ်အေးကြီးကိုမြေမြုပ်ခဲ့သည့်မြေပုံစီတို့ဦးလေးအောင်ကို ခေါ်သွားကြသည်ဒေါ်အေးကြီး82နှစ်ဆိုသည့်အမှတ်တိုင်ကိုစိုက်ထားသည်မှာလဲအခင်ရှားပင်တစ်သားပြပေါ်တွင် ထုံနှင်းရေးသားထားခြင်းဖြစ်သည်ဦးလေးအောင်သည် တွေတွေကြီးမြေပုံကို ရက်ကြည့်နေသည်ဒါအေးကြီးမြေပုံဟုတ်လားဟုတ်တယ်အဖေ ဆရာလေးဒါအေးကြီးဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဗျာအမလေးအေးကြီးရေနင်ကငါ့ကိုစိတ်မချတာခုတော့နင်ကအရင်ထွက်သွားပါလားဟဟူလေးအောင်ယောက်ျားတမ်းမဲကြီးနှင့်ဟီးချကငိုပြီးသူစနီးမြေပုံပေါ်ပေါက်ချကဖက်ထားသည်တသိမ့်သိမ့်ရှိုက်ခါရှိုက်ခါနဲ့နောက်ဆုံးတွင်ငြိမ်သွားသည်ဦးလေးအောင်ဦးလေးအောင်ပြန်ကြရအောင် သူကမလုံးသဖြင့်ကျွန်တော်ကသူ့ကိုဆွဲကလှန်လိုက်သည်သူငြိမ်နေသည်သူနှာခေါင်းကိုလက်နှင့်လေတိုးမတိုးဆန်းသည်အသက်မရှူတော့သူလက်ကောင်းဝတ်ကိုဆန်းကြည့်သည်သွေးမခုံသူနှလုံးနေရာကိုနားဖြင့်ကပ်ကာနားထောင်ကြည့်သည်နှလုံးမခုံတော့ဦးလေးအောင်ထိုနေရာမှာပင်ဆုံးသွားတော့သည်တင်ညွ၁၇ရက်၁၀လ၂၀၂၅ဆရာကြီးဦးတင်ညွဤ Facebook အကောင်းမှကူးယူဖော်ပြပါသည်။နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်။